ကဲမင်္ဂလာပါဗျမင်္ဂလာပါညီကိုတို့ရေ Gobi Page ကနေပြန်လဲကြိုဆိုလိုက်ပါရပြန်နော်အဲ့ဒီနေ့ကတော့ Champion League ဒုတိယအကြော်ပွဲစဉ်နေပေါ့လीနော်အဲ့တော့လက်ရှိကတော့ဒါ semi final အဲ quarter final ရောက်ရှိလာပြီ quarter final ရဲ့ဒုတိယအကြော်ပေါ့လीအဲ့တော့ဒီနေ့ကတော့ PSG နဲ့ Arsenal Villa ရဲ့ဒုတိယအကြော်ရှိမယ် Dortmund နဲ့ Barcelona ရဲ့ဒုတိယအကြော်ပွဲနှစ်ပွဲပဲရှိပါမယ်နော်အဲ့နှစ်ပွဲကျွန်တော်ပွဲကျွတ်သုံးသက်ချက်တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မင်္ဂလာပါညီကိုတို့ရေ ဆိုအသေးလေးလက်မလေးနဲ့တယောက်တစ်ချက်လောက်ကုညီပြီးတော့နှစ်ပေးကြအောင်ဘရာဒါတို့နော်ကျေးဇူးများကြီးတင်ပါတယ်ဗျအဲ့တော့ဘရာဒါတို့ကဘာလေးတွေကြိုက်လေးဗျာနော်ဘယ်ပွဲလေးတွေကြိုက်လေဆိုတော့ပထမကြော်တုံးကတော့နှစ်သိန်းစလုံးဟာဂိုးပြက်တွေနဲ့ရရှိထားတာဖြစ်တဲ့အတွက်ဒီနေ့ပွဲဟာနှစ်သိန်းစလုံးအနေနဲ့ကလည်းအဝေးခွင့်နေဖြစ်နေတယ်နော်ဒါတော်တော်လေးထူးဆန်းတဲ့ကိစ္စပါတော့ဒီလိုမျိုးအနေထားမှာနှစ်သိန်းစလုံးက အဲဒုတိယချုပ်အဲ့လောက်ကြီးနိုင်အောင်ကံပါမလားပဲစဉ်းစားစရာရှိတယ်ပေါ့လေ PSG ကတော့ League 1 Champion ဖြစ်သွားပြီဖြစ်တဲ့အတွက် Champion League ကိုပဲသူတို့ဒါစံချိန်တင်သွင်းကိုးတွေဘာညာသာတကာအတွက်ပဲသူတို့ကံစရာရှိတယ်တပတ်မှာဘာစီလိုနာအသင်းဟာ၄ဦးပြည့်ကြီးနဲ့နိုင်နာပြီးသားဖြစ်တဲ့အတွက်အဝေးခွင်းမှာဒီနေ့ပွဲကအဲ့လောက်ကြီးတော့အရေးမပါတော့ဘူးပေါ့လေနော်သူတို့တပတ်ကဒီ La Liga အတွက် Champion အတွက်သာသူတို့ဒါလူစင်းထိန်းချောင်းပြီးတော့ဆက်လက် ပွဲထောက်အားမဲ့အနေထားလေးရှိနိုင်တယ်လို့ပဲကျွန်တော်တို့ယူဆပါတယ်ဆိုတော့ဒီနှစ်ပွဲကဘလိုပဲဖြစ်ဖြစ်ပွဲချုပ်၃၃သက်ချက်အနေနဲ့ကတော့ဖြစ်တင်ဖြစ်နိုင်တဲ့ဟာတွေပဲပြောလို့ရမယ်တကယ်တမ်းကတော့လူစင်းထွက်မှသာကျွန်တော်တို့ကဒါတွေကိုအဲတေချာပေါက်အနှဲငယ်လေးအနည်းစားဆုံးခံမှန်းတွေးလို့ရမှာဖြစ်ပါတယ်เนาะဒါကြောင့်ကျွန်တော်တို့ဒါ line up ထွက်မှာပဲဒီပွဲကိုဆော့စေခြင်းနဲ့အဲ့တော့တစ်ဖက်ကတော့ဒီ SN Villa အသင်းကတော့ Unai Emery အနေနဲ့ကတော့ chance လေးတော့ရှိနိုင်တယ်ပေါ့လေเนาะဒီရာသီမှာ SN Villa အနေနဲ့ Bayern Munich အသင်းကတော့1-0နဲ့အင်ကွန်းမှာနိုင်ထားတဲ့ရလက်ရှိတာကြောင့်တစ်ဖက်က Liverpool အသင်းကိုအင်ကွန်းမှာ PSG အနေနဲ့ ဇီဝနဲ့ရှုံးခဲ့တဲ့ရလကြောင့် SLV လာအချိန်မျိုးတူးစီးနဲ့ပြန်လဲခံပတ်နိုင်ပြီးတော့ပန်နတီအဆုံးဖြတ်အချိန်မိုးပါညာရောက်ရှိနိုင်တယ်ပေါ့လေနော်တစ်ခါကဘာစီလိုနာအသင်းကိုဒေါမွန်က၅ခုပြန်နဲ့နိုင်ဖို့ဆိုတော့ ဘလို့မှတော့မဖြစ်နိုင်ပါဘူးเนาะအဲ့တော့လက်ရှိအနေအထားအရတော့နှစ်သင်းစလုံးရဲ့ဂိုးပေါင်းကြီးတွေကလည်းတော်တော်လေးတော့ပြင်းနေတယ်ဗျာเนาะတပွဲက PSG ကဒါသုံးလုံးတည်းဖြစ်နေတယ်လို့ဘာစီလိုနာအနေနဲ့ကလည်းဒါသုံးလုံးကို90ရှုံးအထိပေါက်နေတာကြောင့်ဒီပွဲကအချိန်မီဘာမဆိုးတော့ဖြစ်သွားနိုင်တဲ့ပွဲမျိုးပါเนาะအဲ့တော့မင်္ဂလာပါညီကိုတို့ရေ brother ထွန်းထွန်းလင်းမင်္ဂလာပါဇော်ဘုံမင်္ဂလာပါကျော်လင်းထောင်အားထောင်အားမင်္ဂလာပါဗျ Korean Tomato of agriculture အကုန်ကြိုက်တယ်ဟာဘလို့အကုန်ကြိုက်တာလေ brother ။ဥဖုံးမင်္ဂလာပါလှသိမ့်မင်္ဂလာပါ brother ရေထုံးထုံးလေးမင်္ဂလာပါကျော်လင်း1500မင်္ဂလာပါနေဖြူမင်္ဂလာပါမင်းအောင်စိုးမင်္ဂလာပါဆွဲတော်မင်္ဂလာပါကိုသက်မင်္ဂလာပါဗျ။အဲဒေါမွန် တော့မော်နဲ့ villa go ပါ bro okay ပါ brother ဆွဲတော့เนาะမင်္ဂလာပါဗျ brother hanzo မင်္ဂလာပါကျော်လင်းထောင်အောင်မင်္ဂလာပါထွန်းထွန်းမင်္ဂလာပါ basi go out vip ဟုတ်ပါမလား brother ရဲ့ brother zia ဖြိုးမင်္ဂလာပါညီတန်းစင်မင်္ဂလာပါ brother ရဲ့ brother so min မင်္ဂလာပါဖြိုးလေးမင်္ဂလာပါဗျ okay အဲ့တော့ကျွန်တော်တို့စလိုက်အောင် brother တို့เนาะကျွန်တော် data လေးတွေဖွင့်ပေးပါမယ်ဗျအဲ့တော့ဒါ wise မှာဆော့ချင်တဲ့ညီကိုနေနေလေဒါ go ပြီးရဲ့ promo ဖြစ်တဲ့ gb777 အသုံးပြုတော့လေ100% bonus ကြီးရယူနိုင်ပါတယ်အသေးသေးသိရှိလိုပါကဒါ wise back wise back မြန်မာ facebook page နဲ့တို့ရဲ့ application သို့မဟုတ်ဒါ website link ရဲ့ဒါ customer service call လေးကိုနှိပ်ပြီးတော့လေ24နာရီသိလို့ရတယ်မြင်မြန်လို့ရပါတယ် okay အဲ့တော့ let's go ပါအဲ့တော့ကျွန်တော် SN Villa ပွဲရပဲစပြောမယ်เนาะအဲ့တော့ကျွန်တော်တို့ SN Villa အသင်းဟာအင်္ဂွန်းမှာ BSC အသင်းကိုအဲခံရမှာဖြစ်ပါတယ်အဲ့တော့ဒီလက်ရှိအနေအထားအရကတော့ BSC အနေနဲ့ဝေးဝန်းအနေနဲ့လည်း60ကျုံဖွင့်လှစ်ထားပြီးတော့သုံးလုံးတည်ရဆိုတော့ဂုံပေါင်းကြီးနဲ့ပြန်လဲကာယံထားတယ်အဲ့တော့ပထမအကြော့ကျွန်တော်စဉ်းစားရမှာကဒီ BSC အင်္ဂွန်းမှာပထမအကြော့ကိုတလုံး60ရှုံပေးခဲ့ပြီးတော့3ဂိုးတကူးဆိုတော့ရလနဲ့ဂိုးပြက် ဒါကြီးအောင်ခဲ့တာဖြစ်ပါတယ်အဲ့တော့လက်ရှိအနေအထားအရဒီနေ့ဘောမှာတကယ်တမ်းပေးတဲ့ကြီးကတော့ပထမဆုံးမှာတလုံး90ရှုံးပေးခဲ့တာကြောင့်ဒီနေ့ကတလုံး90ဘောင်းပေးရမှာဖြစ်ပါတယ်အဲ့တော့တလုံး90ဘောင်းစား level 50 60ဆိုတဲ့အနေအထားဟာပြော့ရည်လို့ဆိုလို့ရပေမဲ့လက်ရှိအနေအထားအရနှစ်ကူးပြန်နဲ့နိုင်ထားပြီးသားဖြစ်တဲ့အတွက်တကယ်တမ်းကြီးပြင်းရမှာက Aston Villa ဘက်ကကြီးပြင်းရမှာဖြစ်ပါတယ်အဲ့တော့ level 50ပြန်နှုတ်လိုက်မယ်ဆိုရင်တော့အဲလက်ရှိဒါပေးတဲ့ G အနေနဲ့စဉ်းစားမယ်ဆိုရင်တော့ဒါတလုံး90ပေါင်းစား level တရားရှုံးဝင်ရိုးဆိုတာကတော့ဒါပုံမှန်ပေးနေကြပေးတဲ့ G မျိုးဖြစ်ပါတယ်အဲ့တော့ level တရားရှုံးတက်စားရင် level 60ဆိုတဲ့အနေဒါဟာ BSC ဘက်က လက်ရှိအနေအထားအရဂိုးရမယ့်အနေအထားဖြစ်နေတယ်ဗောနော level 50ချုံဝင်ရုံးကမှသုံးလုံးတည်ဆိုတော့ဂိုးပေါင်းကြီးချောင်းဒေချောင်းပေါင်း Aston Villa လည်းဂိုးရနိုင်မယ့်အနေအထားလေးတော့ရှိပါတယ်အဲ့တော့ကြောက်စရာကတော့11တပေါက်ပဲကြောက်ရမယ့်အနေအထားလေးရှိပါတယ် Aston Villa ဟာလက်ရှိပြီးခဲ့တဲ့ပွဲမှာ PSG အိမ်ခွင့်မှာတော့မှဂိုးရခဲ့တဲ့အနေအထားမှာဒီနေ့အမှတ်လုံနေတဲ့အနေအထားမျိုးမှာဒေချောင်းပေါင်းဂိုးရမယ်လို့တော့ယူဆပါတယ်ရှေ့မှာ Notre Forest နဲ့အိမ်ခွင့်နောက်ဆုံးပွဲမှာလည်း2-1နဲ့ဒါ Bordeaux ကိုဖြစ်ခဲ့တဲ့အနိုင်ရလက်မျိုးရခဲ့တယ်အဲ့တော့ရှေ့မှာပြန်ကြည့်ရရင် Bruges အသင်းနဲ့ဒါဒီ Bruges အသင်းကို3-0ပြန်တဲ့ Aston Villa ရ နိုင်ထားတဲ့ရလလေးလေးရှိသလိုလီဗာပူးအသင်းနဲ့လည်းဒါတူးတူးနဲ့ကန်ထားတယ်ပေါ့နော်အဲ့တော့နောက်ဆုံး Aston Villa အိမ်ခွန်းမှာရှုံးပွဲကြုံတွေ့ခဲ့တာ2024 Carabao Cup ဆယ်လပိုင်း32ရက်နေမှာ Aston Villa နဲ့ Crystal Palace အသင်းကိုအိမ်ခွန်းမှာ1-2နဲ့ရှုံးခဲ့တဲ့ပွဲကဒါနောက်ဆုံးပဲဖြစ်ပါတယ်အဲ့တော့အိမ်ခွန်းမှာ Aston Villa ကိုပြန်ကြည့်ရရင် Man City လို့အသင်းကို2-1နဲ့နိုင်ထားတဲ့ရလလေးရှိပါတယ်တော်တော်စပေါ့2-1နဲ့နိုင်ထားတယ်เนาะဒီလီဗာပူးအသင်းကိုဒါတူးတူးနဲ့ကန်ထားတယ် Chelsea အသင်းကို2-1နဲ့ကန်ထားတယ်ဆိုတော့ဒီပွဲက Aston Villa နဲ့အိမ်ခွန်းမှာเนาะ PSG ကိုနှစ်မှတ်လုံနေတဲ့အနေအထားမျိုး မျိုးမှာကျွန်တော်ထင်တော့ရှုံးမယ်တော့မထင်ဘူးဗျာเนาะအဲ့တော့တခုပဲ PSG ဟာလက်ရှိဒမ်ဘလီတို့အုပ်စုเนาะဒီကာရက်စကလီယာတို့ အုပ်စုဟာဒီဘက်မှာလည်းခြေစွမ်းပြလာနိုင်တယ်เนาะအဲ့ဒါဒါကြောင့်လက်ရှိဒီဘက်ကတော့နှစ်သိန်းစလုံး900ရမယ်လို့ပဲကျွန်တော်တို့ယူဆတယ်။လည်းပဲ60ရှုံးမှာသုံးလုံးတည်ကြီးအရာတစ်ဖက်က PSC ကိုပြန်ကြည့်ရင်တော့ PSC ကလည်းတောက်လျှောက် Bodinus ကိုအဝေးဝင်းတောက်လျှောက်ဖြစ်ထားတဲ့အနေအထားပေါ့လို့เนาะနောက်ဆုံးသူတို့ရဲ့စိတ်အီးရဲ့အဝေးဝင်းမှာတော့မှဝမ်းစင်းနဲ့ပွဲပြီးကြတဲ့အနေအထားလေးရှိပါတယ်။အဲ့တော့ဒီမှာကြည့်ပြုံသွားတဲ့အရာကြီးရရင်လည်း Liverpool အိမ်ကွက်မှာ Liverpool အသင်းက level 50ရှုံးပေးပြီးတော့0-1နဲ့ PSC နိုင်ခဲ့တဲ့အနေအထားမျိုးဖြစ်တာကြောင့်လည်းအခုပေးတဲ့ဂျီဟာဒါ SN Villa ဘက်ကတော့မှာ အနေငယ်လေးတရေရလက်မျောမှန်းလို့ရနိုင်တယ်ဆိုတော့အနေထားမျိုးဖြစ်တယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့နေမယ်ဆိုရင်တော့ကျွန်တော်ဒီဘက်လေးတော့ဂိုးပေါ်လေးပိုကြိုက်တယ်ဒါပေမဲ့ body နေနဲ့စဉ်းစားမယ်ဆိုရင်တော့ Aston Villa တော့အရှုံးမရှိလောက်ဘူးထင်ပါတယ် Aston Villa body ပဲကျွန်တော်ကြိုက်ပါတယ်နေတဲ့နဲ့ယူဆပါတယ်เนาะ Aston Villa body ဂိုးပေါ်နှစ်ကြောင်းနဲ့တစ်ကြောင်းဝင်နိုင်ပါတယ် Okay အဲ့တော့နောက်တစ်ပွဲကတော့ Dortmund နဲ့ Barcelona ပွဲပါ Barcelona ဘက်ကဝေးဝန်းကနေ level တရာရှုံးဝင်ရုံးကို3လုံး90ရှုံးဆိုတဲ့ကိုမောင်းကြီးနဲ့ပြန်ကားထားပါတယ်ဒီမှာကနှစ်သင်းစလုံးအနေနဲ့ကတော့လက်ရှိအနေထားအရာ ်ဘာစီလိုနာဆိုလည်းအဝေးဝင်းလက်ရှိဒီရာဒီမှာအရန်ကြီးရလာမကောင်းဘူးမမှန်တဲ့အနေအထားရှိသလိုဒေါမုံကလည်းလက်ရှိအိမ်ဝင်းအဝေးဝင်းမရွေးခံမန်းခတ်တဲ့ခြေစွမ်းမျိုးပိုင်ဆိုင်ထားတယ်ပေါ့အဲ့တော့ဒီနှစ်သိန်းကပထမအကြော့မှာဘာစီလိုနာအိမ်ဝင်းမှာနှလုံး60ပေါင်းဝင်ရုံးကို၄ဂိုးပြန့်တဲ့ဘာစီလိုနာတင်းကနိုင်ထားတယ်ဆိုတော့ဒီနေ့ပေါ်မှာတကယ်တမ်းပေးတဲ့ကြီးကအဝေးဝင်းကနေတလုံး60ရုံးဘာစီလိုနာဘက်ကပေးရမှာဖြစ်ပါတယ်အဲ့တော့လက်ရှိ level တရားရှုံးဆိုတာကတော့ဘာစီလိုနာတေချာပေါ့အရန်ကြီးဒါပျော်လွန်းတဲ့ခြေမျိုးဖြစ်ပါတယ်ဒါပေမဲ့တခုရှိတာကပြီးခဲ့တဲ့2024 12လပိုင်း20 12ရက်နေ့ကမှဒေါမုံအိမ်ဝင်းမှာကျွန်တော်တို့ဒါ ဒီပဲဇာရက်တီမှုအရာဒီနှစ်သင်းရတာတခါဆုံတွေးခဲ့ပါသေးတယ်။အတော့ကဒေါမွန်အိမ်အိမ်ငွင်းမှာပဲဘာစီလိုနာအဝေးဝန်းကနေပေးတဲ့ကြေးအားလေကျွန်တော်တို့ level တရားရှုံးမဲရှိခဲ့တာကြောင့်အခုပေးတဲ့ကြေးအနေနဲ့စဉ်းစားရင်ပို့ပြီးတော့တော့ဒါပေးတဲ့ကြေးအနေနဲ့ယူဆလို့ရတယ်ဗျ။နော်အတော့ကတကြောပဲရှိတဲ့အနေအထားမျိုးမှာဒါ2 3ဆိုရရလက်လေဖြစ်ခဲ့တဲ့အနေအထားကြောင့်အခု၄ဘိုးပြချင်းနေတာကိုနိုင်ထားပြီးတဲ့အနေအထားမျိုးကို level တရားရှုံးထပ်ပေးတယ်ဆိုတဲ့ကဘာစီလိုနာတရားပေါက်900မှာဖြစ်ပါတယ်။တစ်ဖက်ကလည်း3လုံး90ပေါင်းဆိုတဲ့ဂိုးပေါင်းကြီးကြောင့် နော်ဒေါမော်အနေနဲ့လီကိုပြရှုံးတာရရှုံးရှုံးထားတဲ့အနေအထားကြောင့်ဒီဘက်မှာသွင်းကိုများများသွင်းဖို့လိုအပ်တာကြောင့်ဒေါမော်လည်းကိုးရမယ်လို့ကျွန်တော်တို့ယူဆတယ်ဒေါမော်အနေနဲ့ပြီးခဲ့တဲ့ဘက်မှာဘိုင်မြူနစ်အသင်းကိုအင်္ဂွဲမှာ2-2ဆိုတဲ့ရလက်လီဖြစ်ခဲ့တာကြောင့်တိုက်စိုက်ကတော့အဆင်ပြေနေဒါပေမဲ့ခန်းစစ်ကဒိုးယိုပေါတောက်လျှောက်ကတော့ပေါက်နေသေးပဲပေါ့လीနော်နောက်ဆုံးဝေးဝင်းဒါလက်ရှိအနေအထားရအဲတောက်လျှောက်ပြန်ကြည့်ရင်လည်းဘာစီလိုနာကတောက်လျှောက်ကိုးပေးရတဲ့အနေအထားမှာရှိနိုင်တယ်အဲ့တော့တစ်ဖက်ကပြန်စင်းစားရင်လည်းချန်ပီယံလိနောက်ဆုံးဘက်မှာလိုင်လီအသင်းကိုအင်္ဂွဲအဝေးဝင်းနှစ်ကြော်လုံးဘိုဒင်းနုစကိုဖြစ်ထားတဲ့အနေအထားလေးတော့တွေ့ရပါတယ်ဒါပေမဲ့တစ်ခုရှိတာကဒီဘွဲရဲ့ ဒါဟိုဂိုးပေါင်းကြီးဟာ3လုံး90ချုံဖြစ်တဲ့အတွက် over 2.5မဟုတ်တာကိုသတိထားရမှာဖြစ်ပါတယ်အဲ့တော့ over 3.5ဖြစ်တဲ့အတွက်1 2ကတော့အချိန်မီဖြစ်နိုင်နေပြ1 2မှာတင်တက်သွားနိုင်တာကြောင့်ဂိုးပေါင်းကြီးကဒီဘွဲကအရန်ကြီးအန်နေများတယ်လို့ပဲကျွန်တော်ယူဆပါတယ်အဲ့တော့တစ်ပတ်ကြည့်ဘာစီလိုနာအနေနဲ့ကတောက်လျှောက်ကသွင်းကိုးတွေမြင်တွေ့ရတဲ့အနေအထားမျိုးမှာဒီဘွဲလဲလက်ရှိအနေအထားကြာလီဗန်ဒိုစကီရိုအိုဆုဒါပြန်ပြီးတော့ခြေစွမ်းပြနိုင်တဲ့အနေအထားလို့ပဲကျွန်တော်ယူဆပါတယ်အဲ့တော့ဒီဘွဲနေမယ်ဆိုရင်တော့ကျွန်တော်တို့ ဟိုဘယ်လိုပြောဂိုးပေါ်ပဲနေရမယ့်အနေအထားလေးပဲဖြစ်ပါတယ်เนาะအဲ့တော့ body G ကတော့ကျွန်တော်အနေနဲ့များတယ်ကြိုက်တာကတော့ကျွန်တော် 2x dimensions Barcelona ပဲကြိုက်ပါတယ်တော့မှဘလို့မှဒီဘက်မှာခံပတ်မဲ့အနေအထားမျိုးမှာမရှိနိုင်ဘူးဒါပေမဲ့ Barcelona အနေနဲ့လက်ရှိဒီလက်ကျန် La Liga ပွဲတွေကိုလာပို့ပြီးအာယုံစိုက်မယ်ဆိုတော့ဒီဘက်ကသူတို့ short ပြဖို့များပါတယ်ဘလို့ပဲဖြစ်ဖြစ်3လုံး90ရှုံးနေတာကတော့ကျွန်တော်ဒီဘက်လေးတဲ့ဂိုးပေါ်ပဲကြိုက်ပါတယ်เนาะအဲ့တော့ဒီနေ့ကတော့ဒါ Champion League ဒီနှစ်ပွဲပဲရှိရတော့ဒါဒီနှစ်ပွဲရဲ့ပွဲချုပ်သုံးသပ်ချက်လေးပဲကျွန်တော်တင်ပေးခြင်းဖြစ်ပါတယ်เนาะအားလုံးပဲ good luck ပါ brother တို့เนาะအဲ့တော့ဒါမနေ့ပြန်တော့ကျွန်တော်တို့က Arsenal နဲ့ ရီယယ်မက်ဒရစ်ရဲ့ဒုတိယအကြော်နဲ့အင်တာမီလန်နဲ့ဘိုင်ယန်မြူးနဲ့ဒုတိယအကြော်လေးကျွန်တော်မနေ့ပြန်ညနေ9:00နာရီ6:00နာရီလောက်ပဲကျွန်တော် live လေးတက်ခဲ့မှာဖြစ်ပါတယ်။ Okay အဲ့တော့အသေးလေးလမလေးနော်နှစ်နေပြရညီကိုရအားလုံးနဲ့ကျေးဇူးများတင်ပါတယ်။ဒါဒီကြီးရှိ brother တွေ share brother တွေ comment brother တွေတယောက်ချင်းနဲ့ကျေးဇူးများတင်ပါရဗျ။မင်္ဂလာရှိသောညလေးဖြစ်ပါလိမ့်ဗျာနော်။ကိုယ်လည်းပါဗျာ။